Vision Pro တော့ Vision Pro ပဲဒါပေမဲ့မနေ့မနေ့ကနေပဲ Apple ရဲ့ပြိုင်ပွဲဖြစ်တဲ့ Samsung က Acer headset ပြိုင်ပွဲတွေကို Galaxy Acer နဲ့တူခြေစုံပစ်ပြီးတော့ဝင်ခဲ့ပါပြီ။အဲ့တော့ Samsung ရဲ့ Galaxy Acer ကဘယ်လိုလုပ်လုပ်တာလဲ။ Vision Pro ထက်ရောကောင်းရဲ့လား။ဒါမှမဟုတ်ပေးရတဲ့ဈေးနဲ့ရောတန်ရလားဆိုတာကိုဆက်ပြပြမယ်။ VR လို့ပြောလိုက်ပြီးဆိုရင်တော်တော်များဒါနဲ့ပတ်သက်ပြီးတော့သိကြရဲွာ။ Acer နဲ့ AR နဲ့ပတ်သက်ပြီးတော့မရင်းနှီးသေးတဲ့သူတွေအတွက် Acer နဲ့ AR အကြောင်းဆက်ရှင်းပြမယ်။ မတို့ VR လို့ခေါ်နေကြတဲ့ virtual reality ဆိုတာကြတော့အပြင်လောကယုံမြင်ရမျိုးမဟုတ်ဘဲね digital environment ကိုမြင်ရတာမျိုးနောက်ပြီးတော့ AR လို့ခေါ်နေကြတဲ့ augmented reality ဆိုတာကြတော့ digital contact နဲ့အပြင်လောကနဲ့ကိုပေါင်းပြီးတော့မြင်ရတာမျိုးပြောချင်တာဥပမာ2016လောက်ကတော်တော်များတီးကြတဲ့ Pokemon Go game လို့ပုံစံမျိုးပြောချင်တာပါနောက်ပြီးတော့အခု social media မှာမတို့ခုသုံးနေတဲ့ filter ဆိုရင်လည်း AR လို့ပြောလို့ရတယ်ပြီးတော့ဒီ Samsung ရဲ့ Galaxy Ace headset နဲ့ Vision Pro မှာသုံးတဲ့အိစာဟာကြတော့ဒီ VR နဲ့ AR နဲ့ကိုပေါင်းထားတာ။အဲ့တော့ဒါကိုကြတော့ Mixed Reality လို့လည်းခေါ်တယ်။အဲ့တော့ VR တွေ AR တွေ AR နဲ့ပတ်သက်ပြီးတော့မှသိပြီးသွားပြီဆိုတော့တကယ်ပြောချင်တဲ့အကြောင်းအရာကိုဆက်ပြောပြမယ်။တင်မိတ်ဆက်လိုက်တဲ့ Samsung ရဲ့ Galaxy AR ဆိုတဲ့ headset ပုံစံက Meta ရဲ့ Crossbow VR headset နဲ့ Vision Pro နဲ့ပေါင်းထုတ်ထားတဲ့ပုံစံမျိုးကြီး။ပြီးတော့ဒီကောင်ကိုထက်ချရလို့ပြောလို့ရတဲ့ Samsung, Google, Qualcomm တို့လိုကုမ္ပဏီတွေပေါင်းထုတ်ထားတယ်လို့လည်းသိရသေးတယ်။ Android XR platform ဖြစ်တဲ့အတွက်ကြောင့်မလို့ Google Play မှာရှိနေတဲ့ Standard Android Mobile Application တွေတော်တော်များအောင်လည်းသုံးလို့ရမယ်။ပြီးတော့ Gemini AI ပါလာပြီဆိုတော့ Screen နဲ့ App တွေကိုဒီလက်နဲ့ control လုပ်စရာ မလိုဘဲနဲ့ကိုအတန်းနဲ့သုံးလို့ရပါပြီ။သုံးမိသားရဲ့ display နေနဲ့ကလည်း Dual Micro OLED display ကိုမှ 4K resolution နဲ့ဆိုတော့ကြည့်ရတာက ကြည့်လို့ကောင်းပဲပုံပဲ performance ပိုင်းကြည့်မယ်ဆိုရင်လဲ thread room ရဲ့ hr duplex chan 2 chip ကိုတုံးပြီးထားတဲ့အပြင် ram ကလည်း16 rom ကလည်း256ကိနဲ့လာမှာဟုတ် performance ပိုင်းကတော့ ryro လက်ထဲရောက်လာမှာပဲတစ်ချက်ကြည့်ကြည့်ရမှာပေါ့ဈေးနေနေကတော့ဒေါ်လာ1800နဲ့ဆိုတော့ app နဲ့ရှင်လိုက်ရင်ထောက်ဝက်လောက်တော့กว่า vision pro ရော vision pro ပဲဒါပေမဲ့ဈေးချိုတဲ့ vision pro ပေါ့ ryro mana လောက်တာ performance ပိုင်းနေပိုကောင်းလာမယ်ဆိုရင်တော့ ဒီ Samsung ရဲ့ Galaxy Acer headset ကတကယ်ကိုစမ်းကြည့်ကြင်စရာကောင်းတယ်။ Samsung နေနဲ့သူတို့ live မှာပြောသွားတာကသူတို့ရဲ့ Galaxy Acer headset ကိုဝယ်မယ်ဆိုရင် Google AI Pro တို့ YouTube တို့ Google Play တို့အဲ့ဒါအပြင်တခြား entertainment app တွေရဲ့ premium plan ကိုပါ6လ7လလက်ဆောင်ရမယ်ဆိုပြီးတော့လည်းပြောထားသေးတယ်။ game အနေနဲ့ကတော့ကိုယ်ပါဆောက်လို့ရမယ် star value ကိုပဲစမ်းပြပေးသွားတာဆိုတော့တခြားဘာ game တွေစမ်းလို့ရအောင်မလဲဆိုတော့လဲစောင့်ကြည့်ကြရပါမယ်ဆိုတော့အခုမိတ်ဆက်သွားတဲ့ vision pro လို့ Quest Pro လိုမျိုးဒီ Samsung ရဲ့ HR headset ကိုဘယ်လိုမြင်လဲပြီးတော့ app နဲ့ထောက်ဝက်กว่าတဲ့ဈေးမှာ performance ဘိုင်းနေတခြားလုံးဆောင်ချက်တွေမှာရောရှင်းလို့ရနိုင်လောက်လားဆိုတော့ကိုယ့်ရဲ့အမြင်လေးခုံးမှာပြောသားပေးပါ right ပါနောက်တော့စိတ်ဝင်စားစားအောင်လည်းအကြောင်းဝိုင်းနေတူပြန်လာခဲ့ပါမယ်